ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမရောမြစ်တီကိုပါ။မြန်မာစစ်နယ်လုံးတည်ရသည့်ပြည်ပစည်းကွက်မှာပျောက်ဆုံးနေတဲ့တည်င်းဒေါ်လာ၁၄၂ဘီလီယံတန်မိုရှိတဲ့အမေရိကန်ဆက်လက်နှများကို sorry ဝယ်ယူမယ်တည်င်းအကျဉ်းသား19000ကျော်ကိုလူငယ်ချမ်းသာငွေပေးလိုက်တဲ့တည်င်း ဖလော်ရန်ဝစ်ကိုစနေနေ့ပြောင်းရွှေ့ကြေးပြီးကမန်စီးတီးခေါ်မဲ့တဲ့တင်ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစင်ဝင်စားဖွဲ့ရတဲ့တင်တွေကိုတက်ဆက်ပြီးတော့မှာပါပထမဆုံးအနေနဲ့ပြည်ဝင်းသင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မြမစင်တလုံးတည့်ရဲ့ဒီပြပါစီခွက်ပြောက်ဆုံးနေရလို့သိရပါဗျ။ဒီတဲ့င်းကိုတော့မြင့်တူကပေးပို့လာပါဗျ။ ပြည်ရဲမှဆိုင်ပြိုထွက်ရှိတဲ့မြန်မာစစ်နှလုံးသရေတီဟာပြပစီခွက်ပြဆုံနေတဲ့လုံးတတိကုံတဲ့များပြပြချက်ရသိရပါတယ်။ပြည်ရင်းဝယ်လိုအားဟာယခုချိန်ဒီမှာ90ရာခိုင်နှုန်းခန့်ရောက်နေပြီးပြပတရုတ်တင်ပို့မှုလမ်းကြောင်းဟာလည်းပြောင်းဆုံးနေရဖြစ်ပါတယ်။လက်ရှိပြည်ရင်းစီခွက်မှာတော့စစ်နှလုံးသရေတီတလုံးကို900ချက်ကနေ1500ချက်ဒီဈေးနှုန်းရရှိနေကြောင်းအဲ့ဆိုတီတရှင်ကိုတော့9500ချက်ကနေ6000ချက်ရှိနေတယ်လို့သိရပါတယ်။ မြန်မာစစ်တပ်လုံးတရက်ဒီကိုစင်ကာပူနိုင်ငံနဲ့တရုတ်နိုင်ငံကိုနေဇာလန်ကြောင့်ပင်လယ်ရေကြောင့်လည်းလေကြောင်းလိုက်မှတစိမ့်တင်ပို့လျက်ရှိနေတယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာအတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ဒေါ်လာ142ဘီလီယံအတန်ဖိုးရှိတဲ့အမေရိကန်ဆက်လက်နှံများကိုစော်ဒီဝဲယူမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာတာပါ စော်ရီနိုင်ငံဟာအမေရိကန်ဒေါ်လာ142ဘီလီယံတန်ဖိုးရှိတဲ့အမေရိကန်ဆက်လက်နက်တွေကိုဝယ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ရလို့သိရပါတယ်။ဒီလိုသဘောတူညီမှုရရောက်လိုက်တာဟာစော်ရီအနေနဲ့အမေရိကန်ထုတ်ဆက်လက်နက်တွေကိုတမိုင်းတစ်လျှောက်တစ်ကြိမ်နဲ့မှပမာဏများဆုံးဝယ်ယူဖို့အတွက်သဘောတူညီမှုတစ်ခုဖြစ်ခဲ့ရလို့လည်းသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စော်ရီခီးစဉ်တွေမှာနှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးပြီးနောက်မှာအမေရိကန်နဲ့စော်ရီကြားမှာကန်နာဇွန်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုတွေရရောက်ခဲ့ရမှာ အမေရိကန်ဒေါ်လာ142ဘီလီယံတန်မှုရှိတဲ့ဆက်လက်နဲ့တွေဝယ်ယူမဲ့သဘောတူညီချက်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။နီးပညာမျှဝေရာတွေနဲ့တခြားပူပေါင်းဆောင်ရွက်မှုတွေလည်းပါဝင်ခဲ့တဲ့ Sorry နဲ့အမေရိကန်ကြားကပူပေါင်းဆောင်ရွက်ရေးသဘောတူညီမှုဟာအမေရိကန်ဒေါ်လာ60ဘီလီယံအထိတန်မှုရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။အကျဉ်းသား1900ကျော်ကိုလူငယ်ချက်နိုင်ဝယ်ပေးလိုက်ပါတယ်ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါ နိုင်ငံအတွင်းမှာရှိတဲ့ကျင်းထောင်တွေမှာလက်ခံနိုင်တဲ့ကျင်းသားဥယျာဉ်ထံအရေးအတွက်တိတိတတ်တာပုံများတဲ့ကျင်းသားတွေကိုအကျဉ်းချထားတဲ့အရှင်တွေကိုရှင်းရှားဖို့အတွက်အီရန်ဆိုရဟာအကျဉ်းသား19000ကျော်ကိုလူငယ်ချက်တံဝယ်ပေးခဲ့လို့သိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကကနန်ဟုတ်တီပြုခဲ့တဲ့လူငယ်ချမ်းသာခွေအမိန့်ထဲမှာတမတ်ပြစ်ဒဏ်တွေနဲ့ကိုက်ညီတဲ့ဂျင်သားတွေကိုလူငယ်ချမ်းသာခွေပေးခဲ့တဲ့အပြင်တည်တံရှမှတ်ခံထားတဲ့ဂျင်သားတွေကိုလည်းတည်တံကနေပယ်ဖြတ်တဲ့အမိန့်တွေပါဝင်ခဲ့ပါတယ် လူငယ်ချင်းတာဝန်ခံစားသူတွေထဲမှာ2014ခုနှစ်တုန်းကအီရန်နိုင်ငံကမြို့ကြီးတွေဖြစ်တဲ့မိုဇူတီဂရစ်နဲ့ဖိုလိုဂျာမြို့တွေပါဝင်အီရန်နိုင်ငံရဲ့အကျယ်ဝန်၃ဘုံ၂ဘုံလောက်ကိုတိမ်ပိုက်နိုင်ခဲ့တဲ့ ISIL အဖွဲ့ကအဖွဲ့ဝင်တွေလည်းပါဝင်ခဲ့လို့သိရပါတယ်။အကြမ်းမတ်ဖွဲ့ဖြစ်တဲ့ ISIL အဖွဲ့ကအဖွဲ့ဝင်တွေကိုလူငယ်ချင်းတာဝန်ရပြီးလွှမ်းမြောက်လာတာကိုအီရန်ပြည်သူတွေကစိုးရိမ်ထလဲမှုတွေဖြစ်ပေါ်နေရလို့လည်းသိရပါတယ်။နောက်ထပ်အားသာတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ ဖလော်ရန်ဝစ်ကိုစနေနေ့ပြောင်းရွှေ့ကြည့်ပေးကမန်စီးတီးခေါ်မယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါမန်စီးတီးအသင်းဟာလီဗာကူးစင်ကွင်းလယ်ကစားသမားဖလော်ရန်ဝစ်ကိုစနေနေ့ပြောင်းရွှေ့ကြည့်ပေးပြီးတော့ခေါ်ဖို့အတွက်စီစဉ်နေရလို့သိရပါဗျ။အသက်22နှစ်အရွယ်ပဲရှိသေးတဲ့ဖလော်ရန်ဝစ်ဟာလက်ရှိကမ္ဘာအဆင့်ကောင်းဆုံးကွင်းလယ်ကစားသမားတဦးလို့သတ်မှတ်ခံထားသူဖြစ်ပြီးမန်စီးတီးဟာအသင်းကနေထွက်ခွာတော့မယ်ဒီပရိုင်းနေရာမှာအစားထိုးဖို့အတွက်ရွေးခေါ်ယူမှာပါ။ဖလော်ရန်ဝစ်နဲ့သူ့ရဲ့အေဂျင့်ဖြစ်တဲ့ဖခင်ဖြစ်သူတို့ဟာ နယ်သာလန်နိုင်ငံကနေအင်္ဂလန်နိုင်ငံဘလက်ဘူးမြို့ကိုလာရောက်ပြီးမန်စီးတီတာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်။ဖလော်ရန်ဝစ်ကိုဘိုင်ယန်မြူးနစ်အသင်းကလည်းခေါ်ယူဖို့အတွက်ကြိုးပမ်းနေတာကြောင့်မန်စီးတီအသင်းဟာလီဗာကူစင်အသင်းကလက်ခံမှုအတွက်ရန်နှုံးပြသကြတဲ့ပြောင်းရွှေ့ကြီးပေါင်126တန်းအထိပေးဖို့အတွက်စီစဉ်နေရဖြစ်ပါတယ်။ Florian Wiss အတွက်ပြောင်းရွှေ့ကြီးကိုပေါင်126တန်းထိသုံးမယ်ဆိုရင်ပြည်ထိုင်နိုင်ငံထဲမှာပြောင်းရွှေ့ကြီးအများဆုံးပေးပြီးတော့ခေါ်ယူတဲ့ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ ်လက်ရှိအချိန်မှာပြည်ထိုင်နိုင်ငံထဲမှာပြောင်းရွှေ့ကြီးအများဆုံးသတ္တမပြည်ရည်တူနေသူကတော့ Brighton ကနေ့ရှယ်စီကိုပေါင်း135တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ KC တို့ဖြစ်တယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှယ်ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ဒီလိုအပကြပြည်သက်များအားလုံးကျမရှင်နေကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။